နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကရခိုင်ပြည်ကိုကုန်စည်စစ်ဆင်မှုတွေဖျက်တောက်ပိတ်ဆို့လိုက်ပြီးတဲ့နောက်ရခိုင်ပြည်သူလူထုတွေဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုပိုပြီးအားတိုက်အင်တိုက်လှုံ့ဆော်လာကြပါတယ်။ဒီလုပ်ငန်းတွေအထက်မှာနွားမွေးမြူရေးလုပ်ငန်းဟာအောင်မြင်မှုရရှိလာတဲ့လုပ်ငန်းတစ်ခုဖြစ်လာနေပါတယ်။ရခိုင်ဒေသမှာကျွေးနွားမွေးမြူရေးလုပ်ငန်းဟာဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာတာကြောင့်ဒေသခံတော်တော်များများဟာစီးပွားဖြစ်တွင်တွင်ကြီးကြီးမွေးမြူလာကြပါတယ်။ ရသေးထောင်ဒေသခံတယောက်ရဲ့ပြောပြချက်အရအရင်ကချွေးထီးတကောင်ကို မောင်တော်ဒေသပေါက်စေကျက်သိန်း40ရှိခဲ့ရာကနေလက်ရှိမှာတော့ကျက်သိန်း60အထိဈေးကောင်းရရှိနေတာပါ။ဒါအပြင်နွားအထိ3နှစ်သားတကောင်ကို73သိန်းဈေးရှိနေရာကနေလက်ရှိမှာတော့ကျက်သိန်း20ကျော်အထိရရှိနေပါတယ်။ပြည်မကိုအဓိကအာကိုမီခိုနေခဲ့ကြတဲ့ရခိုင်ပြည်သူလူထုတွေဟာလက်ပတ်ဆက်သွေးတွေဖြတ်တောက်ခံရပြီးနောက် စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုပိုပြီးအတိုင်းအတိုင်းလှုပ်ဆောင်လာရကနေလက်ရှိမှာတော့အောင်မြင်မှုတွေအထိုင်းလျောက်ရရှိနေကြတာဖြစ်ပါတယ်။